။ဘယ်ဟန်ကောင်းမော်လမြိုင်သားကျွန်တော်ချက်တယ်မော်လမြိုင်ပဲလေးတို့ကိုကျွေးကျင်လိုက်တာ။မစားခင်မှာဆင်မျိုးတွေကိုစားအုပ်တိုင်းမှတ်လာခဲ့။ Timmy Wee ချက်လာစားတော့တငယ်ချင်းတွေကိုအမြဲတမ်းမုတ်လို့ကျွေးမယ်မုတ်လို့ကျွေးမယ်ဆိုပြီးတော့ဘယ်တော့မှမုတ်မကျွေးဖြစ်ဘူးပေါ့နော်။ပြီးတော့တငယ်ချင်းတွေကလည်းလုံနဲ့အကိုင်းနဲ့ လင်းနဲ့မရနဲ့သားနဲ့ဆိုတော့စုပြီးတော့စားဖို့မနှဲချိနေရအဲ့တော့ကျွန်တော်ကအိမ်မှာပဲမုန်းလို့ပြီးတော့သူတို့ကိုတော့ပို့မလို့ပါကျွန်တော်တို့မော်လမြိုင်မှာစားနေကြမော်လမြိုင်ပဲလေးတုပ်လေးလှုပ်ထားတယ်ဟင်းရီကပုတ်ပွက်ဆိုရင်ရပြီအားလုံးဆင်သင့်ဖြစ်နေပါပြီခင်ဗျာအဲ့တော့ဟင်းရီပုတ်ပွက်ဆိုတာနဲ့ကျွန်တော်ရင်စားမယ်ပြီးတော့မှတငယ်ချင်းတွေကို တော့ပို့လိုက်ပါဦးမယ်။တပ်ဖို့အတွက်ကတော့ပထမဆုံးဂျင်းတွေထောင်းထားမယ်။ကြက်တုံပြူကိုလည်းထောင်းထားလိုက်ပါမယ်။ပြီးသွားလို့ရှိရင်ကြက်သားလေးတွေကိုအနေတော်လေးတုံးထားလိုက်မယ်။ဒါကကြက်သေးကြက်မြက်ကိုလည်းတုံးထားလိုက်ပါမယ်။ပြီးရင်ကြက်သားကိုစနင်းမုတ်စားဟင်းရွက်မုတ်နဲ့နဲ ကြက်အသေးကိုလည်းစနင်းမုတ်စာဟင်းရွက်မုံနဲ့နဲ့ကြက်မြစ်ကိုလည်းစနင်းမုတ်စာဟင်းရွက်မုံနဲ့နဲ့ကျွန်တော်ကဒဇလုံးစီခွဲထားလိုက်ပါတယ်။ဦးထဲမှာစီထည့်ပြီးတော့ကြက်သွုံပြူကိုအရင်စီတတ်မယ်။ပြီးတော့မှသာချင်းထည့်ပြီးတော့စီတတ်မယ်။အနံမွှေးသွားတော့မှစနင်းမုတ်ငရုတ်သီးအစိမ့်မုတ်ပါထည့်ပြီးတော့စီတတ်ပေးလိုက်မယ်။ကရဝေးရွက်ပါထည့်ပြီးတော့စီတတ်ပေးလိုက်ပါမယ်။ပြီးရင်အရသာနဲ့နဲ့ထားတဲ့ကြက်သားတွေထက်ကြက်သားတွေကိုစီတတ်ချက်နဲ့ချက်နေရင်းနဲ့မှအရသာဝင်အောင်လို့စာဟင်းရွက်မုံကိုနည်းနည်းချင်းတွေလိုက်ပြီးထည့်ပါတယ်။ကြက်သားတွေကရေထွက်တဲ့အတွက်ကျွန်တော်ရေတောင်ထပ်ထည့်စရာမလိုတော့ပါဘူး။ကြက်အမြင့်နဲ့ကြက်နှလုံး ုံးလေးတွေထည့်ပြီးချက်တယ်ပြီးတော့မှကြက်အသေးချက်ပါတယ်ကြက်သေးကကြက်လွယ်လို့ပါကျွန်တော်ကကြက်သေးထည့်ပြီးတာနဲ့မဆလာများများလေးအုပ်လိုက်ပါတယ်ကျွန်တော်ကမဆလာလေးကြိုက်တယ်လေကြက်သေးတွေရောကြက်သားတွေရောကြက်မြစ်တွေရောကြက်သွားပြီဆိုရင်တော့ဒီကြက်သားအိုးလေးကိုခဏလေးချနိုင်ပါတယ်ဒါလေးကတော့ပဲဝါလေးတွေကိုတ냐ရေစိမ်ပြီးတော့နူးဤနေအောင်ပြုတ်ထားပါတယ်ကြက်တုံပြူကိုဓာပြရိုက်ခြင်းကိုလှီးပြီးတော့ဓာပြရိုက်ပြီးရင်အိုးထဲမှာကြက်အယိုးရဲ့ ကျက်တုံပြူရဲ့ခြင်းရဲ့သားထဲရေထည့်ပြီးတော့ကြက်ရိုးပြုတ်ရရတဲ့အထိမီးအေးနဲ့တဲထားလိုက်ပါတယ်။ဟိုတလုံးထဲမှာကျက်တုံပြူခြင်းကိုစီတက်လိုက်မယ်။ပြီးရင်စနေမုတ်ထည့်ပြင်းသောတင်ရဲပါရထည့်ပြီးတော့စီတက်မယ်။အနံလေးမွေးလာရင်ခုနကပဲဝါလေးထောင်းထားလာလေးတဝက်ကိုထည့်ပြီးတော့စီတက်ပေးမယ်။ရေလေးနည်းနည်းထည့်ပြီးတော့မှခုနကကြက်သားပြုတ်ထားတဲ့ဟင်းရည်တွေနဲ့ကြက်အရိုးပါထည့်ပြီးတော့တည်ထားပေးလိုက်ပါမယ်။အရသာအတွက်ကတော့ကျွန်တော်ဒီမှာစားနဲ့ဟင်းရွက်မုန့်တာအဓိကထားပြီးတော့သုံးထားပါတယ်။ဟင်းရည်ပုံမှန်ဆိုပြီးအရေးလဲကြအရသာလည်းအနေတော်ဖြစ်ပြီဆိုရင် မစလာလေးနည်းနည်းလေးတော့ထည့်ပြီးတော့ကျွန်တော်ကဆက်တည်ထားလိုက်ပါတယ်ဒါဆိုရင်တော့ပဲဟင်းရရပါပြီခုနကကြံနေတဲ့ပဲဝါလေးတွေကိုကျွန်တော်ကကော်ပြတ်အရွက်တဲထည့်ပြီးတော့လိတ်มาဖြစ်ပါတယ်ပဲဝါလေးတွေပါလေးုံထည့်ပြီးတော့ကော်ပြတ်အရွက်ထည့်ပြီးရင်ထိတ်နှစ်ဖက်ကိုလိတ်ပြီးရင်အဆုံးထိလိတ်ပြီးတော့အဆုံးနားမှာမှကော်မုတ်ကိုအရေးဖြော်ထားတဲ့အရေးလေးနဲ့ကပ်ပြီးတော့ လိတ်လိုက်ပါတယ်။ပိုးထဲမှာဆီးမြဲများလေးထည့်ပြီးတော့ခုနကလိတ်ထားတဲ့ပဲကော်ပြန်းလိတ်လေးတွေကိုကြော်ထားလိုက်ပါတယ်။ဒါဆိုရင်တော့ပဲလိတ်ကြော်လေးကတော့အဆင်သင့်ဖြစ်နေပြီ။အာလူးပြုတ်ထားတာလေးတွေကိုလည်းတုံးလိုက်တယ်။ဘဲဥပြုတ်ထားတာလေးတွေကိုလည်းတုံးလိုက်ပါတယ်။ပြီးတော့ဒီထဲမှာထည့်စားမဲ့အသီးရွက်တွေအကုန်လုံးကိုလည်းကျွန်တော်ကပြင်ဆင်ထားလိုက်ပါတယ်ခင်ဗျာ။အခုဆိုရင်တော့စားဖို့အတွက် ready အဆင်သင့်ဖြစ်နေပါပြီ။လောက်ရတာလက်ဝင်ပေမဲ့စားလို့တကယ်ထိမိပါတယ်။ကြော်ထားတဲ့ပဲလိတ်ကြော်လေးတွေကိုညက်အာလူးတော်တော်နီးခေါ်ပြီးဆက်လက်ရွံ့ခရမ်းကျင်သည်မြုပ်သီးသည့်နန်းနန်းပင်ချက်ထားတဲ့ ဲ့ကြက်သားနဲ့ကြက်သေးကြက်မြင့်ထက်ဆလာမင်းများလေးအုပ်ပဲဟင်းရည်လေးထည့်ပြီးတော့တံမြာသီးလေးညှင့်မြုပ်သီးအကြက်မုတ်လေးဖြူလိုက်တာနဲ့အနံလေးကမှွေးတက်လာပြီးတော့စားလို့ကောင်းမဲ့မော်လမြိုင်းပဲလေးတုပ်ပဲဖြစ်ပါလေ။ငယ်ချင်းတွေကိုမကြွေးခင်မှာကိုယ့်ကိုယ်အရင်စားလိုက်ပါအောင်မယ်။ကိုချက်ထားဆိုတော့ကိုယ်ရင်စားရမယ်လေ။မော်လမြိုင်ပဲလေးတုတ်ဆိုတာကတော့မော်လမြိုင်မြို့မှာမယန်းကုန်းဆိုတဲ့နေရာလေးရှိရဲ။အဲ့မှာသွားပြီးတော့တကူတကသွားစားရတဲ့အဲမော်လမြိုင်ဒေတာအစားစားပဲဖြစ်ပါတယ်။မော်လမြိုင်ရောက်လို့ရှင်မဖြစ်မနေတကူကစားသိမ့်တဲ့အရာပေါ့နော်။ sao lại không? sao chào bỏ con nào, phải uống theo mình kìa Thế vậy? Tôi có nào à? Sao bỏ không mà? Xe vậy? ဟန်ကောင်ဟေးလေးကိုလေကြက်ရဲ့အယိုးလေးနဲ့ချက်ထားချိုးနေမှာရှာလောပါမယ်မော်လမြိုင်သားကျွန်တော်ချက်တဲ့မော်လမြိုင်ပဲလေးတို့ကိုကျွေးကျင်လိုက်တာစားပြီးွားရလို့ရှိရင် ဆွေမျိုးတွေကုန်မိပါမစားခင်မှာဆွေမျိုးတွေကိုစားအုပ်တိုင်းမှတ်လာခဲ့ကွာကူရောစားပြီးပါတယ်တကယ်ချင်းလည်းစားဖို့အတွက်ဘူးလေးထည့်လိုက်ပါအောင် တကယ်ချင်းနေရတော့ကျွန်တော်လက်ရာစားပြီးလုံးဝထိမိကွေပေါ်မှာတိတ်ကြ